အလုံးဝမင်္ဂလာပါဗျာ JDS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ Joshua Van Du ရဲ့ Jingle Bar အလဲအပတ်တွမ်းရောက်ခဲ့တဲ့နီးပြန်ကြီးအောင်လအန်ဆန်းရဲ့အကြောင်း One Friday Fight 114အတွက်ပွဲကျင်းတွေကိုခြောက်ပြလိုက်တဲ့ One Championship ရဲ့အကြောင်းတန်းစင်နဲ့ပွဲပြတ်ထားရတဲ့ Pascovic ကိုခေါင်းပွဲဖန်တီးပေးလိုက်တဲ့အကြောင်း မချီပွဲမှာရူရူကိုအမောက်သိပ်ပြမဲဆိုတဲ့မာလီခင်ရဲ့အကြောင်းဂျွန်လိုင်လမှာကျင်းပမဲ့ UFC Fight Night ပြန်ပွဲအတွက်တွဲဆိုင်တွေကိုချပြလာတဲ့ UFC ရဲ့အကြောင်းစားတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဒီကနေ့မှာစူးစီးတုံ့တက်တင်ဆက်ပေးတော့မှာဖြစ်ပါလိမ့်။အောင်လန်ဆန်ဆိုရကမြန်မာပရိသတ်တွေကို MMA အားကစားနည်းနဲ့ရင်းနှီးအောင်လုပ်ပေးခဲ့တဲ့မြန်မာဂုံဆောင်ဖိုက်တာကြီးတူဖြစ်ပြီးတော့ One Championship မှာလည်းနှစ်သက်ကွမ်းချန်ပီယံဆိုတဲ့ဂုံပုတ်ကိုပါပိုင်ဆိုင်နိုင်ခဲ့ဖို့ပါလိမ့်။တို့ပေမဲ့လည်းလက်ရှိမှာတော့ ောင်လာဟာအသက်ရွယ်ရနေပြီဖြစ်ပြီးတော့ Fighter Boat နေဝင်ချင်းကိုလည်းရောက်ရှိနေရပါပြီ။အောင်လာဟာ Fighter Boat ကနေအနားယူပြီးတွိုင်းတော့ဤပြအဖြစ်နဲ့ဆက်လက်လုပ်ကိုင်သွားမယ်ဆိုပြီးတော့လည်းပြောဆိုထားခဲ့ပူပါတယ်။လက်ရှိမှာတရားဝင်အနားယူရချင်းမရှိသေးပေမဲ့လည်းအောင်လာကိုနီးပြတအူးအနေနဲ့စတင်မြင်တွေ့နေရပြီဖြစ်ပါတယ်။အောင်လာဟာသူတို့ရဲ့ခိခလစ် FC ကဖိုင်တာတွေကိုနီးပြအဖြစ်ကူညီပေးလေရှိသလိုဝယ်စင်တွေမှာဆိုရင်လည်းလိုက်ပါကြီးကျက်ပေးနေတာကိုတွေ့ရပါတယ်။ အောင်လာကိုပိုလန်အခြေဆိုင် KSW အဖွဲ့အစည်းမှာလည်းနီးပြအဖြစ်နဲ့တွေ့ရသလို UMC အဖွဲ့အစည်းမှာလည်းအောင်လာကအကူအနေနဲ့ပါလီချင်းပေါ်ရီကိုလိုက်ပါကြည့်ချက်ပေးနေပါတယ်။မကြတိခင်တုန်းကပဲအောင်လာဟာသူတို့ရဲ့ခေခလိ FC က Fighter တူကိုကြည့်ချက်ပေးဖို့အတွက် Fury FC အခြေဆိုင်တက္ကသက်ပီနေကိုရောက်ရှိလာခဲ့ပါတယ်။ဒီပီနေမှာဆိုရင်တော့ UMC ရောက်ချင်းတိုင်းတာ Fighter လေး Joshua Banlin ရှိနေခဲ့ပါတယ်။ နောက်ပြီး Fury FC ဆိုတာက Joshua Van Champion ဖြစ်ခဲ့တဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ဒီလိုနဲ့အောင်လနဲ့ Joshua Van တို့နှစ်ဦးထိတ်တိုက်တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ဒီလိုမျိုးမြန်မာဂုံဆောင် Fighter နှစ်ဦးကိုအတူတကွမြင်ရတာဟာဆိုရင်တော့မြန်မာပြည်သက်တွေအတွက်လည်းကြည်နူးစရာမြင်ကွင်းမျိုးဖြစ်ခဲ့ရပါတယ်။အောင်လဟာဆိုရင်တော့ Joshua Van လိချင်းပြင်ဆင်နေတဲ့ Four Fight Club ကိုတွန်းရောက်လဲပတ်ခဲ့သေးပါတယ်။အောင်လက Joshua Van နဲ့အတူလိချင်းမှုတွေပြုလုပ်ခဲ့တယ်လို့အဲ့ဒီဂျင်မှာလည်းရှိနေတဲ့တခြား Fighter တွေကိုလည်းလိချင်းပေးနေတာတွေ ြုလုပ်ခဲ့ပါတယ်။အောင်လာတရံ Fury FC မှာပွဲထိုးမဲ့သူ့ရဲ့ Jinga Fighter တအုပ်ဖြစ်တဲ့ Abdi Lassi Dassile ကိုကြီးကြပ်ပေးဖို့အတွက်လိုက်ပါလာခဲ့တာပဲဖြစ်ပါတယ်။ Abdi Lassi Dassile ဟာဆိုရင် Fury FC 104မှာဒုတိယကောင်ပွဲအနေနဲ့ထိုးတက်ခဲ့တာဖြစ်ပြီးတော့ TKO နဲ့လည်းအနိုင်ရရှိခဲ့ပြီးနိုင်ပွင့်ခံယူနိုင်ခဲ့ပါလေအခုလို legend ဖော်ကအနိုင်ရရှိတဲ့အပြင် Joshua Van အတွက်နှစ်ပါးဆုံးတွေ့လိုက်ရတာကြောင့်အောင်လာအဆန်းအတွက်ကတော့မမိနိုင်တဲ့ခီးတစ်ခုဖြစ်လာမယ်ဆိုတာသိချာနေပါလေ ဝမ်ချမ်ပီယံရှင်ဟာလက်ရှိမှာဆိုရင်တော့ပြိုင်ပွဲအမျိုးအစား၃မျိုးနဲ့ဂျင်းပါလျက်ရှိနေပါတယ်။နံပါတ်စဉ်တက်ပြီးဂျင်းပါတဲ့ PVP ပြိုင်ပွဲကတော့အဆင့်အမြင့်ဆုံးဖြစ်ပြီးတော့လတိုင်းမှာဂျင်းပါချင်းလည်းမရှိသေးပါဘူး။လစဉ်တိုင်းမှာဂျင်းပါနေတဲ့ပွဲကတော့1 fight night ဆိုတဲ့ပြိုင်ပွဲတွေဂျင်းပါတာဖြစ်ပြီးအဲ့ဒီပြိုင်ပွဲကလည်းအဖွဲ့အစည်းနဲ့စာချုပ်ချုပ်ဆိုထားတဲ့ fighter တွေကိုပွဲထုတ်လို့ရှိပါတယ်။အပစင်တော့ကြာနေ့တိုင်းမှာဂျင်းပါပြုတ်လုံနေတဲ့1 Friday Fight ပြိုင်ပွဲတွေဟာဆိုရင်တော့ Fighter တွေကိုလက်ရည်စစ်တဲ့သဘောမျိုးနဲ့ဂျင်းပါနေတာပဲဖြစ်ပါတယ် 1 Friday Fight ပြိုင်ပွဲတွေမှာဆိုရင်တော့ပုံစံကောင်းပြနိုင်တဲ့ Fighter တွေကတော့အဖွဲ့အစည်းဘက်ကိုပွဲကြည့်တွေမှာထိုးဖို့စာချုပ်ကမ်းလှမ်းတာမျိုးလဲလုပ်လေရှိနေပါတယ်။ One Championship ဟာဆိုရင်တော့တခါတလေမှာ1 Friday Fight ပြိုင်ပွဲတွေကိုခန်းခန်းနာနာကျင်းပလေရှိပါတယ်။ဒီလိုကျင်းပတဲ့အခါမျိုးကြရင်တော့အဖွဲ့အစည်းဘက်ကစာချုပ်ရပီတာ Fighter တွေနဲ့ပရိသတ်တွေစိတ်ဝင်စားမဲ့တွဲဆိုင်တွေကိုပွဲထုတ်တတ်ပါတယ်။နောက်လာထဲမှာဆိုရင်တော့ပုံမှန်နဲ့မတူတဲ့ခန်းခန်းနာနာကျင်းပမဲ့1 Friday Fight ပြိုင်ပွဲတပွဲရှိနေပါတယ်။ အဲ့ဒါကတော့လာမယ့်ဇွန်လ29ရက်နေ့မှာဂျင်းပါပြုလုပ်သွားမယ်1 Friday 5 114ပြန်ပွဲပင်ဖြစ်ပါတယ်လက်ရှိမှာဆိုရင်တော့1 Championship ဘက်က1 Friday 5 114ပြန်ပွဲမှာပါဝင်လာမယ့်တွဲဆိုင်ခြင်း၂ဆိုင်ကိုစတင်ချပြလာခဲ့ပြီဖြစ်ပါတယ်ပရမဇုံတွဲဆိုင်ကတော့ Philip Lupo နဲ့ Khulab Dam တို့ရဲ့တွဲဆိုင်ဖြစ်ပြီးတော့ 1Friday 5114ရဲ့ဂေါင်ပွဲအနေနဲ့လည်းပါဝင်သွားမှာဖြစ်ပါတယ် Philip Lopez ဟာဆိုရင်တော့1 Championship Muay Thai Bantamweight တန်းရဲ့ Gangbang Fighter တဦးလို့ပြောလို့ရပါတယ်။သူက Champion လူပွဲမှာ Jonathan Hakanti ကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ Navi Guba ထပ်ပြီးရှုံးနိမ့်သွားခဲ့ရတဲ့ဆိုပေမဲ့လည်းနောက်ဆုံးပွဲမှာတော့ Simon Pass Fighter ကိုအလဲထုံနဲ့ပြန်ပြီးအနိုင်ယူပြထားနိုင်ခဲ့ပါတယ်။တို့အတွက်လည်းခက်ပတ်နာပြန်ကက်နိုင်ဖို့အတွက်ဒီပွဲမှာထပ်ပြီးတော့မှအနိုင်ယူပြန့်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ဂူလပ်တမ်ဟာဆိုရင်လည်း နောင်အိုနာဘီတိုလိုဘန်တန်ဝိတ်တန်ရဲ့ဆရာကြီးတွေကိုတွေ့ဆုံထားခဲ့ပိုးတဲ့ဖိုက်တာပင်ဖြစ်ပါတယ်။သူကလည်းနောက်ဆုံးထိုးတက်ထားခဲ့တဲ့၃ပွဲဆက်တိုက်ကိုအနိုင်ရရှိထားခဲ့ပြီးနိုင်ပွဲဆက်နေတဲ့ဖိုက်တာတအုပ်ဆိုရင်လည်းလုံးဝမမပါဘူး။ဒီတွဲဆိုင်ဟာဆိုရင်ဘန်တန်ဝိတ်တန်ရဲ့နိုင်ပွဲရရှိထားခဲ့ကြတဲ့ဖိုက်တာတွေကိုထိတ်တိုက်ပြီးတွေ့လိုက်တဲ့တွဲဆိုင်လို့လည်းပြောရမှာဖြစ်ပါတယ်။နောက်ထပ်တွဲဆိုင်ကတော့ဇက်ဆန်နဲ့မောင်ထိုင်းတို့ရဲ့တွဲဆိုင်ပင်ဖြစ်ပါတယ်။ One Championship ကတော့အသက်အရွယ်ရနေပြီဖြစ်တဲ့ဇက်ဆန်ကို ဘွေဒီမှာဆက်တိုက်ဖန်တီးပေးနေတာမျိုးတွေ့နေရပါတယ်။ဆက်ဆံဟာဆိုရင်လဲ line harrison နဲ့ sulin udo ကိုနှစ်ပွဲဆက်အနိုင်ယူပြထားနိုင်ခဲ့တယ်ဆိုပေမဲ့လည်းဒီခေတ်က april လမှာထိုးတက်ခဲ့တဲ့ပွဲမှာဆိုရင်တော့အာစာသန်ပေါင်းဆိုတဲ့ fighter ကိုရှုံးနေတွားခဲ့ရပါတယ်။ဒီပွဲမှာတော့အသက်လဲပူငဲသူတို့စန်ချိုင်းတို့ဂျင်ထွက်ဖြစ်တဲ့ mountain နဲ့ပွဲတယ်ပေးလာခဲ့တာပါ။ mountain ကတော့ benawit တန်ရဲ့ဆရာကြီးတော်တော်များများကိုယင်ဆိုင်ဖူးတာဆိုပေမဲ့ champion လက်ရည်မျိုးတော့မဟုတ်နေသေးပါဘူး။ ဆက်ဆံတဲ့မောင်ထိုင်းတို့နေအောင်စလုံးကထိုင်းပြည်သက်အပီမှုရထားတဲ့ဖိုက်တာတွေဖြစ်နေကြပါတယ်။ဒါကြောင့်လဲ1 championship ကသူတို့နှစ်ဦးကိုထိတ်တိုင်ပြီးတွေ့လိုက်တာပဲဖြစ်ပါတယ်။1 championship အနေနဲ့ကတော့1 Friday fight 114မှာပေါဝင်လာမဲ့သွေးဆိုင်တွေကိုဆက်ပြီးတော့ကြီးညာဖို့ရှိနေပါတယ်။ဒီပြန်ပွဲတွေမှာမြန်မာဖိုက်တာတွေရောပေါဝင်လာမလားဆိုတာကတော့ပြည်သက်တွေအနေနဲ့စိတ်ဝင်စားစောင့်ကြည့်တော်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ဒီကနေ့လာတော့ကဂျင်ပါပီလို့တွန်းခဲ့တဲ့1 Friday fight 105ပြန်ပွဲမှာ တန်စီဟာ Thai Fighter ဖက်စကူဗစ်နဲ့ပွဲတည်ပြီးချင်းခံခဲ့ရပါတယ်တို့ဘိမဲ့လည်းပွဲကစီစဉ်ထားသလိုဖြစ်မလာခဲ့ပဲနဲ့ပွဲကပြက်ပြဲသွားခဲ့ရပါတယ်။တန်စင်ဟာပွဲမတိုင်ခင်စိတ်စစ်စစ်မှုလှုပ်ဆောင်တဲ့အချိန်မှာအမြင့်အာယုံအားနည်းတဲ့ပြဿနာရှိခဲ့ပါတယ်။ဒါကြောင့်လည်းဝမ်ချမ်ပီယံရှစ်ကဆရာဝင်းဒွေကတန်စင်ကိုပွဲထိုးဖို့အတွက်ခွင့်ပြုချက်မပေးခဲ့ပါဘူး။တန်စင်ဘက်ကတော့ပွဲမဖြစ်ချင်တာကြောင့်ဆွေးနွေးမှုတွေလုပ်ခဲ့တယ်ဆိုပေမဲ့လည်းဝမ်ချမ်ပီယံရှစ်ဘက်ကလက်မခံခဲ့ဘူးလို့တည်ထားရပါတယ်။ လက်ရှိမှာတော့ဝမ်ချမင်းရှစ်ကတန့်စင်နဲ့ပွဲပြတ်ထားခဲ့ရတဲ့ဖတ်ဆူကိုဗစ်ကိုပွဲပြန်လည်ဖန်တီးပေးလိုက်ပြီးဖြစ်ပါတယ်145 111ပြန်ပွဲမှာဆိုရင်တော့ဖတ်ဆူကိုဗစ်ကိုရိုမေးနီးယားဖိုက်တာတို့ဦးဖြစ်တဲ့ဆေးဘီယိုဗီတက်စ်နဲ့ပွဲတည်ပေးလိုက်တာပါဝမ်ချမင်းရှစ်ကတော့ဒီသွေးဆိုင်ကိုခေါင်းပွဲအနေနဲ့ပွဲတည်ပြီးထားခဲ့တာဖြစ်ပါတယ်တကယ်တမ်းဆိုရင်တော့ဖတ်ဆူကိုဗစ်ကဝမ်ချမင်းရှစ်မှာနောက်ဆုံး၄ပွဲဆက်တိုက်ကိုရှုံးနိမ့်ထားခဲ့ရတဲ့ဖိုက်တာပဲဖြစ်ပါတယ် ဝမ်ချမ်ပီယံရှစ်မှာ9ပွဲထိုးတက်ထားပြီး3ပွဲနိုင်4ပွဲရှုံးရလမလို့တိတ်တော့အားရစရာမကောင်းပါဘူး။ဒါပြင်သူနဲ့ထိုးတက်ရမယ့် CPU Vitesse ဆိုတာကလည်းနောက်ဆုံးပွဲမှာဆိုရင်အနိုင်ရရှိထားခဲ့တယ်ဆိုပေမဲ့လည်းအဲ့ဒီမတိုင်ခင်တုန်းကရှုံးပွဲတွေဆက်တိုက်ကြုံတွေ့ထားခဲ့ရပါတယ်။ဒီလို Fighter နဲ့အကိုကောင်ပွဲအနေနဲ့စီစဉ်ပေးလိုက်တာကြောင့်ဝမ်ချမ်ပီယံကဖတ်စုကူဗစ်ကိုစင်တင်ချင်တဲ့သဘောမျိုးလည်းဖြစ်နိုင်ပါတယ်။တပကတဲ့တင်းတပုတ်အရာဆိုရင်တော့တန့်စင်ရဲ့မျက်လုံးဟာပြန်လည်ကောင်းမွန်သွားခဲ့ပြီဖြစ်ပြီးတော့ ပွဲပြန်ထိုးဖို့အတွက်အဆင်သင့်ဖြစ်နေပြီလို့လည်းသိထားရပါတယ်။လက်ရှိအနေအထားအရတော့ Pascovin နဲ့ပွဲပြန်ဖြစ်လာတာမျိုးကတော့မဖြစ်နိုင်တော့ပင်နဲ့ One Championship ဘက်ကတန့်စင်ကိုနောက်ထပ်ဘယ်ပြိုင်ဖက်နဲ့ပွဲတဲပြီလာနိုင်မလဲဆိုတာကတော့ကျွန်တော်တို့မြန်မာပရိသတ်တွေအနေနဲ့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ပြီးကြတဲ့နှစ်မှာဂျင်ပါပြည်လုံးသွားခဲ့တဲ့119ပြိုင်ပွဲကြီးမှာဆိုရင်တော့မထင်မှတ်ထားတော့ဒီဖြစ်သွားခဲ့ရပြီးဥမာခင်းကအနာတိုလီမာလင်ခင်းကိုအနိုင်ယူနိုင်ခဲ့ပြီးချန်ပီယံအသစ်ဖြစ်လာခဲ့ပါတယ် ။ဒါပေမဲ့လည်း split decision နဲ့ဖြစ်သွားခဲ့တာကြောင့်သူတို့နှစ်ဦးကြားမှာရလက်ပြတ်တောက်မှုကမရှိဘူးလို့ပြောရတော့မှာဖြစ်ပါတယ်။နောက်ပြီးဂျိုဝိုင်းထဲမှာထူတက်ရတာဖြစ်တဲ့အတွက်ကြောင့်ရှင်လုံးတဲ့နေရာမှာအခက်အခဲတွေကြုံတွေ့သွားခဲ့ရပါတယ်။ဒါကြောင့်ကဘာတဝမ်က MMA ပြိုင်ပွဲတွေကဒီပွဲစဉ်ကမကြီးပွဲဖြစ်တဲ့တဲ့ဆိုပြီးတော့မှပြောဆိုနေကြပါတယ်။ဒါပေမဲ့လည်းအခုအချိန်ထိတော့ Uma Khan နဲ့ Anatoli Malikhin တို့ရဲ့မကြီးပွဲကမဖြစ်လာသေးပါဘူး။မကြတိခင်ကပဲ Anatoli Malikhin အနေနဲ့ကတော့ မကြည်ပွဲအတွက်တည်င်းစကားပါလာခဲ့ပြီးဖြစ်ပါတယ်။သူအနေနဲ့ heavyweight တန်းမှာအာယုံဆိုင်ပြီးပြင်ဆင်နေတဲ့အကြောင်းနဲ့မကြည်ပွဲမှာ Omar King ကိုအမောက်တိတ်ပြချင်တဲ့ဆိုပြီးကြုံဝါလာခဲ့တဲ့အကြောင်းတွေကိုပြောဆိုသွားခဲ့ပါတယ်။မကြည်ပွဲကကျွန်တော်အဖြစ်ချင်းဆုံးနဲ့အလိုချင်းဆုံးအရာပဲဖြစ်ပါတယ်။ဒီချောက်ပေါက်ကလည်းဖြစ်လာဖို့ရှိနေပါလိမ့်မယ်။လက်ရှိမှာဆိုရင်တော့ heavyweight တန်းတစ်ခုကိုပဲကျွန်တော်အနေနဲ့အပြည့်အဝအာရုံစိုက်နေပါပြီ။ weight အတူ short လို့ဘုကလည်းဒါထိုးရတာလုံးဝအဆင်ပြေအောင်မဟုတ်သေးပါဘူး။ပရိသတ်တွေအတွက် အရင်ကအင်တာဗျူးမှာလည်းကျွန်တော်ဂတိပေးခဲ့ပါတယ်။အခုလည်းကျွန်တော်ထပ်ပြီးတော့မှဂတိပေးချင်ပါတယ်။မကြည့်ပွဲမှာရူရူဆိုတဲ့ကောင်ကိုအမောက်ထိုးပြမှာပါ။လုံဝအလဲထိုးပုံစံမျိုးနဲ့ရှုံချွေးဆက်ပြမယ်ဆိုတော့ကိုဂတိပေးပါနဲ့ဆိုပြီးအနာတိုလီမာလီခင်ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။အနာတိုလီမာလီခင်နဲ့အိုမာခင်တို့ရဲ့မကြည့်ပွဲဆိုတာက VVV ပြိုင်ပွဲမျိုးမှာခေါင်ပွဲဖြစ်တင်တဲ့တွဲဆိုင်မျိုးပဲဖြစ်ပါတယ်။လက်တော်လိုပိုင်းမှာတော့ One Championship က PVV ပြိုင်ပွဲကျင်းပဖို့အတွက်စီစဉ်ထားခြင်းမရှိသေးပါဘူး။ ။ဒါကြောင့်ဦးမခင်းနဲ့အနာတူလီမန်လီခင်တို့ရဲ့မကြည်ပွဲကမဖြစ်လာသေးဘူးလို့ယူဆလို့ရပါတယ်။ One Championship အနေနဲ့နောက်ထပ်လာမယ့် PVP ပြိုင်ပွဲကြရင်ဒီတွဲဆိုင်ကိုပွဲထုတ်လာနိုင်ချေများနေပါတယ်။ဒီနှစ် Combine လောက်မှဖြစ်လာနိုင်မလားဆိုတာကတော့ Predator တွေအနေနဲ့စောင့်ကြည့်ကြွားရမှာဖြစ်ပါတယ်။ UMC ကတော့လာမယ့်ဇွန်လမှာကျင်းပမယ့် UMC Fight Night ပြိုင်ပွဲအတွက်တွဲဆိုင်တွေကိုချပြလာခဲ့ပြီဖြစ်ပါလိမ့်။ဒီပြိုင်ပွဲရဲ့ခေါင်းပွဲမှာဆိုရင်တော့ Heavyweight ပွဲကျန်တဲ့ပွဲကိုစီစဉ်ပေးထားခဲ့ပါလိမ့်။ အဲ့ဒါကတော့ heavyweight တန်းရဲ့အဆင့်9နေရာက Darren Lewis ဆိုတဲ့ fighter ကိုအဆင့်14မှာရှိတဲ့ Tyson Tassara ဆိုတဲ့ fighter နဲ့ပွဲတည်ပေးလိုက်တာပဲဖြစ်ပါလိမ့်။ Darren Lewis ဆိုတာက UFC မှာအလဲထိုး9.5ပွဲအထိရယူထားနိုင်ခဲ့တဲ့ fighter ဂျန်ဂျီတဦးဖြစ်ပြီးတော့ဒီပွဲကစေးချင်းမြောက်ကောင်းပွဲအနေနဲ့ထူးတက်သွားရမယ့်ပွဲလင်းဖြစ်ပါလိမ့်။ကြုတ်ချင်မှုပေးနိုင်တဲ့ကစားပုံမျိုးရှိတာကြောင့်မကြာခဏကောင်းပွဲအနေနဲ့ထူးတက်ရလေ့ရှိတဲ့ fighter ဖြစ်ပါလိမ့်။ ထေဆန်သဆရာဆိုတာကလည်းဒနဝိုက်ကွန်နာစီရီကနေ UFC ကိုရောက်ရှိလာခဲ့တဲ့ဖိုက်တာတူပဲဖြစ်ပါလေ။လူကပရော်ဖက်ရှင်နယ် MMA ပွင့်စဉ်ပေါင်း၈ပွဲထိုးတက်ထားရမှာဆိုရင်တော့လုံးဝရှုံးဝဲမရှိသေးတဲ့ဖိုက်တာတူလင်းဖြစ်ပါလေ။ဒီပွဲမှာဒါအနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ UFC ranking top 10ထဲအထိကိုလည်းပါဝင်နိုင်ဖို့ရှိနေပါလေ။ဒုတိယကောင်ပွဲမှာဆိုရင်တော့ Kevin Katter နဲ့ Steve Garcia တို့ရဲ့ Federal Weight တွဲဆိုင်ကြီးကိုလည်းဝဲတဲ့ပြထားပါလေ။ Kevin Katter ဟာဆိုရင်တော့ UFC မှာ Fighter the Night စုတွေကိုတင်ပိုက်နေကြ Fighter တအုပ်ဖြစ်တယ်လို့ Stig Garcia ဆိုရင်လည်းနိုင်ပွဲဆက်ပြီး Featherweight Ranking ထဲကိုဝင်လာနိုင်ဖို့အတွက်အနည်းဆက်ဆုံးအနေထားကိုရောက်ရှိနေတဲ့ Fighter ပဲဖြစ်ပါလေ။ဒီအတွက်ကြောင့်ဒီတွဲဆိုင်ကလည်းကျွန်တော်တို့ပြည်သက်တွေအနေနဲ့ဖြောဖြေမှုပေးနိုင်တဲ့ပွဲချင်းကြီးတစ်ပွဲဖြစ်နေတာကြောင့်စောင့်ကြည့်တောင်းဖို့တော့လိုအပ်နေပါလေ။ဟုတ်ကဲ့ပါဒီကနေ့မှာတော့အာကစားလောကကဗိတ္တတွေအနေနဲ့စိတ်ဝင်စားနိုင်ချေရှိလောက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပြီးသွားခဲ့တော့မယ်ဖြစ်ပါနေ။ အဆုံးထိကြည့်ရှုကြပေးနေတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါတယ်နောက်လာမယ့်နေ့ရက်တွေမှာပြန်လည်ဆုံတွေ့ကြအောင်ပါ